ဒေါက်တာရှင်များမင်္ဂလာပါရှင် KK Read for You Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဖျက်ပြဖို့ရွေးချယ်ထားတဲ့ဝိထုလေးကတော့စာရေးဆရာမောင်တုံညအကြောင်းဆရာရဲ့ Internet ကဘာဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်။ကျမနဲ့အတူလိုက်ပါခန်းစားကြရအောင်နော်။ဒီနေ့မိုးရဲတယ်ဟေး။ကဲတက်ရင်ထမင်းစားကြရအောင်။ရှင်ရင်ထက်စားလိုက်ကိုထွန်း။ကျမဒီမှာ TikTok ကဟင်းချက်တာလေးကြည့်နေလို့ ဟေးမင်းလဲချက်နေတာပဲမဟုတ်လားဒီမှာကကျမမသိသေးတာလေးတွေရှိတယ်အตาနေစမ်းပါလူပေါ်ပင်ပြန်မကြည့်ပဲဖုံးကိုသာဂယုတဆိုင်ကြည့်ရင်ဖြေးချတော့မိမကိုကြည့်ပြီးကိုထွန်းတယောက်ထမင်းထခူးလိုက်ဟာဟင်းကမကြံတော့ပါလားဟာဟဲဟုတ်ပါရဲ့တားကြီးစားသွားတာဖြစ်မယ်ဒီကောင်ဘယ်ရောက်သွားတော့ရှင်သားကရှင်ပြန်မလာခင်ကတည်းကစားသွားပြီးဂိမ်းဆော့နေတယ်ထင်ပါရဲ့ ကလေးကိုတော့တိတ်အလိုမလိုက်နဲ့ဟေးအားကစားလေးပါလေလှောက်ခိုင်းအောင်တော်ချာချိသွားအောင်မယ်အားကနေဂိမ်းဆော့နေတာကြီးပဲကျူရှင်ကပြန်လာတာပဲခဏတစ်ဖြုတ်တော့ဆော့မှာပေါ့အင်တာနက်ဂိမ်းဆော့နေတာလေသူ့ရဲ့အားလက်ခွင့်ပဲဒီမှာကအားကစားခွင့်ရှိလို့လားတော်ရဲ့မိမဖြစ်သူသည်ကိုထုံးကိုမျက်စောင်းတစ်ချက်ထိုးလိုက်သည်ကျမဒလီနဲ့ပစုံမလိုက်ရမလားဘဲဆိုင်ကလည်း ပါလိုက်ပြီတော့ကြမကြံမဲနေတော့မယ်ပြောပြောဆိုဆိုပြင်းမိမကအွန်လိုင်းမှာမှားပြီးသွားပြီခိကာလာအရာပတ်စံရှိရင်ဘယ်အရာမဆိုတော်တော်များများတက်တောက်တတာရှိကြသည်ကိုဒီနေ့ကဘာကြီးတွင်မြင်တွေ့ရသည်ခဏအကြာဒလီလာပို့သောကောင်လေးတစ်ယောက်ရောက်လာ၏ကိုထွန်းလန်းကြားတင်ငွေပေးချေပြီးဟင်ဘူးလေးအားယူလိုက်၏ကိုထွန်းတစ်ယောက်ဗဇွန်ဟင်းနှင့်ထမင်းစားရန်ပြင်ဆင်ရင်း ။သမီးကြီးအားတတိယ၍မိမအားမေးလိုက်၏။သမီးကြီးရောအွန်လိုင်းစာသင်နေတယ်။ထမင်းရောစားပြီးပြီလား။ညနေကသူ့တငယ်ချင်းအိမ်မှာစားခဲ့တယ်ပြောတာပဲ။တေချာမမေးဘူးလား။အော်ရှင်ကလည်းရှင်သမီးကဒီအတိုင်းမင်းရင်ဖြည့်ချင်းတယ်လို့မဖြည့်ချင်းတယ်လို့နဲ့။သမီးသည်အမဲလိုလိုနားတွင်နကြက်တက်ဆင်ထား၏။တချင်းကိုညီးကဖုံးတလုံးနှင့်ပင်အချိန်ကုန်နေ၏။ အိမ်မော်ဓာတ်ကနေကြပြားကြရပြေးဆင်းလာတော့တားဖြစ်သူက ရေခဲတစ်တာတဲကနိုဘူးကိုယူတော့ရင်မင်းတောက်ပေါ်မက်စမန်ကင်ပြီးကြောက်နေတာတားတော်မောင်ဒီခစ်တစ်ဆဲဆိုခြင်းတစ်မျိုးဖြင့်ပြောဆိုသွားကရေခဲတစ်တာကိုစောက်ပိတ်သွား၏အဆဲဆိုမပါလျင်ဂိမ်းပွဲကစောက်လို့မကောင်းတဲ့ပွဲလို့တားကပြောပြခဲ့ဘူးသည်ဘာကိုဆဲနေကြသည်ကိုတော့ကိုထွန်းလဲသိချာမသိဘူး တဦးတည်းထမင်းကိုသာအာယုံဆ ảy ၍စားနေလိုက်တော့၏စားတော့ပြီးဘေးစင်တွင်ပကံဆေးရင်နောက်ဖဲအိမ်မှာပြောဆိုသံများကို ကြားနေရ၏ကိုအောင်ဘူးမနေ့ပြန်ထွက်မဲ့သုံးလုံးကနန်းကိုအင်တာနက်မှာကြည့်ကြည့်စမ်းပါဘဲမှလဲ YouTube လား Facebook မှာကြည့်ရမှာလားမိမ YouTube မှာတတိယညမြန်မာဆိုပြီးရှာကြည့်လိုက်ကျုပ်ထမင်းချက်ပြင်လာခဲ့မယ်ကိုတွန်းတရာတပြင်းချကအင်ရှိအထွတ် ယောက်ျားတော့ Messenger ထဲမှာကျမပို့လိုက်တဲ့ post ကို share လိုက်အယောက်20အောင် share ပေးရမှာအဲ့ဒါမှကျမတို့ချမ်းချမ်းသာသာနဲ့နေနိုင်မှာအိုးပေးပေးရှင်ဖို့ကြားတာကိုထွန်းလည်းဘာမှပြန်မပြောမိမအကြိုက်လိုက်ပေးသည်မဟုတ်စကကြောရှည်မီဆိုသဖြင့်ဖုံးကိုပေးပြီးအိမ်ရှိသူလမ်းလျှောက်ထွက်ခဲ့၏။ဆေးလိတ်ကိုဖွာရင်းအလုတ်အကြောင်းတွေးနေစဉ်။တားရေအမေကိုလမ်းထိပ်ကစီသွားဝယ်ပေးအောင် ဟာမေကလည်းဒီမှာဘောပွဲကောင်းနေတယ်ဖုံးတစ်လုံးဝယ်ပေးလိုက်ပါတယ်ဖုံးကကိုမခွာနဲ့ထမင်းလည်းမစားနဲ့ go ဆာလက်ကွာအရှိအိမ်မှာလူငယ်တရာဘောလုံးပွဲကိုဖုံးဖြင့်ကြည့်ရင်စိတ်အားတက်ကြွစွာဖြင့်အော်ပြောကထခုန်နေ၏သူ့မေဆူတဲ့စကားကြားရောကြားရဲ့လားနေဘောပွဲကဒီနေ့ပြီးအောင်မလားငါသာဟာမေကလည်းပြီးတော့မယ် ဟဲ့အလုံးမရှိအကင်မရှိ ဖုံးပေအင်တာနက်ဖိုးကဘယ်ကရရလဲဟာမေကလည်းတားမဖို့နဲ့တားဝယ်ထားတာတိုးတက်ဖို့နင်းလို့လေ သူများတွေဘာလဲတစ်တော့ဆိုရလားမသိဘူးပတ်ဆက်ရတယ်လေအဲ့ဒါလို့လေဟာမေကလည်းအဲ့ဖာချန်ကိုသွေးလိုက်ပြီအဲ့တော့ငါကဘာလို့ရမှာလဲနင်းစီတော့ဝယ်မှာဟင်းစားရမှာနော်အိမ်ရှိမှတားမီးနှစ်ယောက်စကားများတဲ့ကံက ပြင်းထန်လာလေပြီ။ကိုထွန်းလည်းမကြားကျင်တော့သဖြင့်မိမဖြစ်စကားပြောရန်အိမ်ထဲပြန်ဝင်လာခဲ့တော့၏။အိမ်ထဲရောက်တော့မိမဖြစ်သူမှာဖုံးတလုံးဖြင့်ဇလန်းကြည့်ပြီးမျက်ရည်အဝိုင်းသာ။တစုံတရာကိုတနာနေတဲ့ပုံစံ။ကိုထွန်းကမေးတော့လက်ကပြ၍ဖုံးမမျက်စိမခွာကိုထွန်းလည်းပင်မနေပြီဖြစ်၍စောစောပင်အိယာဝင်းရန်ပြင်လိုက်တော့၏ ိရတဲ့ရောက်တော့လဲတော်တော်နေအိတ်မပြောသဖြင့်အတိတ်ကိုပြန်စင်းစားမိ၏ကိုထွန်းတို့ငယ်စဉ်ကတောရလေးတွင်နေထိုင်ခဲ့ရသည်အနေစင်းရင်ဒီမှာမှန်တော်လဲမိဘမောင်နှမများကချစ်ချစ်ခင်ခင်နေကြ၏တယောက်ပြဇနာကိုတယောက်ကကြည့်မနေထမင်းစားရင်လဲလက်ရည်တပြင်းနဲ့စားခဲ့၏စားအတူသွားအတူအိတ်ခဲ့ကြရင်လဲအတူတူဖြင့်စီစီလုံးလုံးပျော့ပျော့ရွှင်ရွှင်နေလာခဲ့ကြသည်อืมဒါရီထားလိုက်ပါ အိမ်မှာ TV ခစ်ကလည်းငါကဒီဇယ်လန်းတွဲကြည့်မယ်။သူကဒီဇယ်လန်းတွဲကြည့်မယ်နဲ့အိမ်မှာ TV နှလုံးကိုဝယ်ထားလိုက်ရတယ်။ဒါတော့အာဆင်နယ်ပွဲကိုလက်ဖက်ရည်ဆိုင်ပြေးကြည့်ခဲ့ရသေးတယ်။ညဘက်သကောင်ကျော်လေးအိမ်မပြောတော့စပိန်လာလီကဘောလုံးပွဲကြည့်မယ်ဆိုပြီးထကြည့်မယ်လို့တော့ TV ရမှုကိုစနောက်ပြီးဖွက်ထားကြတော့ငါမှဒေါသဖြစ်လိုက်ရတာ။ဟောအခုအင်တာနက်ခေတ်ရောက်တော့ အဲ့ဒီဒုက္ခတွေကဝေးသွားပြီကိုကြည့်ကျင်တာကြည့်လို့ရတယ်လေဒါပေမဲ့မိသားစုစီယုံမှုကနည်းသွားသလိုပဲအလောက်ကဦးသိမ်းမောင်ရဲ့သားဆိုရင် လူလိန်တယောက်ကအင်တာနက်ပေါ်ကလိန်ညာသွားခဲ့တာပတ်စံမှာကုံရောอืมလူတွေကလည်းလောဘကြီးလို့အလိန်ခံရတာပဲအရှက်ခွဲခံခဲ့ရတာပဲငါမိမတော်ကြည့်ပါလားအင်တာနက်ပေါ်မှာ share ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ အင်တာနက်ကလည်းကောင်းတာတွေလည်းရှိပါတယ်။အိမ်ကသမီးကြီးဆိုအင်တာနက်ပေါ်မှာစာတင်ကြတယ်။อืมคิกก็ปี้နေတော့ငါကပဲไลฟ์မမိတာလားဟုတ်တွေးရင်တယောက်แท้ลุ้ไล่နေပြီးတော့อี ။စာရေးသူရဲ့ဝိထုလေးကဒီမှာပြီးဆုံးပါပြီရှင်။စာရေးသူရဲ့ဝိထုလေးကဤပညာတိုးတက်လာမှုနဲ့အတူလူသားတို့၏ဘဝလူနေမှုလွယ်ကူအဆင်ပြေလာတော့လေ။မိသားစုအတွင်းမှာတော့ချစ်ချင်းနဲ့နားလည်မှုတွေစိတ်သုံးလာနေပြီဆိုတဲ့သတိပေးသံတစ်ခုလည်းဖြစ်ပါတယ်။နည်းပညာအားနည်းသူများအတွက်အင်တာနက်ပေါ်မှာတဆင့်မတမာသူတို့ရဲ့လိမ့်လဲလှည့်ပြားခံရနိုင်မှုကိုလည်းသတိပေးထားပါဗျ။ နီးပညာတိုးတက်လာခြင်းကကောင်းပါတယ်။သို့တော်လည်းတိုးတက်လာတဲ့နီးပညာကိုမိမိကအသုံးမချနိုင်ပဲမိမိကိုယ်တိုင်ဟာအင်တာနက်ရဲ့သားကောင်၊လိမ့်နေသူတွေရဲ့သားကောင်ဖြစ်မသွားဖို့ကတော့အရေးကြီးပါတယ်။ကျမတို့ရဲ့အနာဂတ်ကလေးတွေတိုးတက်လာတဲ့နီးပညာကိုမှန်ကန်စွာအသုံးချရင်မိသားစုအတွက်သောဝင်းကျင်အတွက်တိုင်းပြည်အတွက်တန်ဖိုးရှိရယတနာလေးတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါရစေရှင်။ နောက်ထပ်ဘဝတရားပေါ်ဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ခဲ့ကြပါဦးเนาะကျေးဇူးတင်ပါတယ်ရှင်